မဆိုင်ကခုနှစ်နှစ်ရှိတယ်ဟုတ်ခုနှစ်နှစ်ပြည့်တဲ့အချိန်ကမှဒါနောက်ထပ်တစ်ဆိုင်ဆက်ဆိုင်ရတာအဲ့တော့နောက်နှစ်ပြည့်မှလည်းအမဆိုင်ခွဲတွေဖွင့်ဖို့ရှိပါတယ်ဟာ20ပဲဘာလို့မရဘူးကိုယ့်ရဲ့အသက်ကိုသူကလည်းပေးမပြောရက်ထားတယ်ဟုတ်ပါတယ်အမတို့ကသခိုင်းမှာပေါ့နော်ကိုယ့်ရဲ့ရက်တန်းနဲ့ကိုယ့်ရဲ့ဒီဇိုင်းတွေအမတို့ထုတ်ပါတယ်ဟုတ်ကဲ့သူတို့သားသူတို့သမီးတွေအတွက်ဆိုရင်အမတို့ကအဲမင်္ဂလာဆုံးကျွေးအတွက်ပေါ့သိဆက်အတွက်ပေါ့ပေါ့နော်မင်္ဂလာဆောင်အတွက်ပေါ့ဟုတ်ကဲ့အဲကိုယ့်ရဲ့ကိုကြိုက်တဲ့ဒီဇိုင်းတွေအမတို့က စီစဉ်ဖန်ရှင်ပေးပါတယ်။လက်မှတ်မိပါတွေအတွက်ဆိုရင်မတော်တင်ပြီး order လေးတွေဖိုးပေးပါတယ်။အဲ့တော့ဟိုပိုကြိုက်တဲ့အကြောင်းကာလာတွေရစမတော်ဆက်ပေးရပါမယ်။ Being alone with your God King the Abi ရောင်စုံတွေတွေကရိတ်များပေါင်းစုလို့အဲရှိတယ်ကိုယ့်ကို customer တွေအများဆုံးက ြောရမယ်ဆိုရင်ကွာအဲအမားမိုးလို့အားပေးတာဆိုတဲ့ဟာလည်းရှိတယ်အဲရွှေလုံးခါမက်တဇင်ကိုချစ်လို့ပေါ့နော်အဲအဲ့လိုအားပေးတယ်ဆိုတာလည်းရှိပါတယ်ချိတ်ဆိုရင်လည်းလူရန်စာမျိုးစုံဝစ်လို့ရအောင်အမားတောင်းကနန်းအနေစပြီးတော့တိန်ကနန်းစီစဉ်ထားပါတယ်ဟုတ် တွေကရှင်လုံးခါပေါ်တဲ့ကြီးတဲ့စိုင်းတကြီးခန္ဓာပေါ်ပါဆိုပြီးခေါင်းယူကြခွင့်နဲ့ကြောင့်ကြီးကြအပ်ပါလေခင်ဗျာโอเคအာဒီကောင်းနဲ့ကတော့အမားတို့ကမှနစ်ကလည်းအမဆိုင်ကြညာလေးတစ်ခုရိုက်ထားတယ်ပေါ့နော်အဲအဲ့အတွက်ကြောင့်မလို့အခုခွင့်ဝဲမှာလည်းဒီကောင်းကိုချစ်တဲ့အတွက်ကြောင့်မလို့ထပ်မြန်ပြီးဖိတ်တာပါအဲဒီကောင်းကတော့အမြဲတမ်းအဲ့မှာပေါ်ဝါလေးတွေရောနော်အင်ကြီးရောတမေရောအဲ့လိုအမြဲတမ်းပေါ့နော်အားပေးနေကြကိုကိုကိုတမီနဲ့ကဟိုအမြဲတမ်း ဟိုစုံဖြစ်ပါတယ်အဲနောက်ကြတော့အဲ့ဆိုင်လေးရဲ့ကြော်ညာလေးလည်းဒီကိုကြိုက်ထားတယ်ပေါ့နော်နည်းနည်းတော့ကြာပါရင်နော်တစ်နှစ်လောက်တစ်နှစ်လောက်တော့ရှိသွားပြီအခုဒီကြားထဲမှာတော့မစုံမကြဘူးပေါ့သူလည်းသူ့လုံနဲ့ကိုလည်းကိုလုံနဲ့အခုဒီတခါမှလည်းဒီနားမှာဆိုတော့တိကွတ်ဒီသူ့မင်္ဂလာလမ်းမှာပဲနေတာလေနေတော့ဆိုတော့ဟဲ့ပင်နားမှာလည်းတောင်းငလာသူ့မင်္ဂလာလမ်းဆိုအာရမ်းပျော်သွားတယ်ကိုနဲ့နီးနားဖြစ်သွားပြီဆိုတော့သူ့သမီးနဲ့မအားတဲ့ကြားတဲ့ဒီဘုံကလာပေးတာအခုမနေ့ကမှစင်းလို့ရနေပြီးတော့ပြန်ဆင်းလာတာဟိုမှလည်းပွဲတက်တစ်ခုနဲ့ကြော်ညာနှစ်ခုနဲ့သွားရိုက်တာ ချစ်တာချစ်တာကိုသမီးပဲဟာတီကွန်းကကြတော့ကွာငငယ်တဲ့ကကိုယ့်ရဲ့ဟွာပဲအရောပဲလေအရန်စိုက်တာပေါ့နော်တီကွန်းကအဲ့ဒါကြောင့်မလို့ပါအမကြောင်ညာရိုက်မယ်လို့စဉ်းစားတဲ့အချိန်ကမှတီကွန်းကိုပထမအဆုံးပြေးမြင်ပြီးတော့ဒီကောင်ကိုပဲရွေးချယ်ခဲ့တာပါ။ကိုလည်းဝက်စားစားเนาะအကုန်လုံးတပီတို့ဒီပို့တဲ့တိုက်ကနေပြီးဒီကောင်ကလည်းအစင်ပြေပြီးတော့လုံးဝမမတို့ချင်နှက်မှုရအောင်တော်တော်လေးကိုတနေကုန်ရိုက်ပေးတာကျွန်တော်ရဲ့တော့ကလေ။အဲတော်တော်လေးပေါ်ဝါလေးတွေအားစားပဲချိတ်ချိတ်တရားစားမြင်လိုက်တာနဲ့ဒီကောင်ကလေ ဟိုသူ့ရဲ့ချိတ်ဆိုလေဟိုနည်းနည်းလေးကြီးနေရတော့ကိုနဲ့ဝင်လိုက်ရင်လေဒီကတော့ကြအရက်ပူတော့လေကိုစိတ်ထဲမှာလေချိတ်နေဆိုငါအရက်ကြီးများပူသွားမလားနောက်ပြီးအကြီးများဖြစ်သွားမလားဆိုတဲ့စိတ်ဒါပေမဲ့သူ့ရဲ့ချိတ်ကလေးကိုဝင်လိုက်တဲ့ချိန်မှာအစင်ကအရမ်းလာတော့တော့တပည့်ဒါလည်းကြိုက်တယ်ငါဒါလည်းကြိုက်တယ်အိန္ဒိယဆိုလေနော်ကြောင်ကြရိုက်ပူတော့ဆိုတပည့်ရဲ့လုံးကဒီသုံးလေးတယ်လို့အကုန်လုံးကြိုက်နေရပေါ့နော်အဲအဲအဲ့လိုလေးရွေးကြည့်ရအဲ့မှာဟာတာအနော်လေးမှာအနော်လေးမှာဟုတ်ပါမှာလားဒါလည်းကြိုက်တယ်အကုန်လုံးကြိုက်တယ်ဆိုအိန္ဒိယအကုန်လုံးဆွဲသွားပြီးအေးဝဲသွားတာလေအဲ့လိုမျိုး Baby alone le nyaga ki dia bi yang song nue ni de ga yai mya pao su lo jung ji ya de de zu ga bu ho yo bi na se ya zu ဖေဖေတာတော့ဟိုချစ်သူတို့အတွက်အနာကပ်ပေါ့နော်အဲ့ဒါကိုအပေါ်နဲ့အမနဲ့ခင်နေရော ဒီရပိုင်ရှင်တဲ့ဖင်ပြောဒီကနေပြီးတော့ဖိတ်ကြရတဲ့အတွက်ပေါ့နော်တစ်ဆင့်လာပြီးတော့တက်ရောက်ဖြစ်ခဲ့တာပါဟုတ်ဟုတ်တယ်ဟိုဝေလာနဲ့ဟိုညီမအကြိုက်တွေတော်တော်များရယ်ပေါ့နော်ဟိုအောက်အောက်မှာဆိုလို့ရှိရင်လည်းဟိုခြည်တယ်လေးလည်းရှိရဒီမှာဆိုလို့ရှိရင်လည်းချိတ်တေးချိတ်တေးဆိုလို့စားစားရည်လည်းစုံတယ်ဆိုတော့လေဟိုမိန်းကလေးအတွက်ဒီမှာဒီဒီဇိုင်းနဲ့မှရင်အကုန်လုံးရွေးချယ်စရာအများကြီးရှိရအဆင်ပြေပါတယ်ဟုတ်ဟိုလိုက်တာတော့သူကအကုန်လိုက်ပါတယ်ဒါကျွန်တော်မျိုးလုံးနဲ့ပေါ့နော်အကုန်လုံးလိုက်ပါတယ်ဟို ချိတ်အကြောင်းတော့ကျွန်တော်ကတော့တိတ်တော့နားမလည်ဘူး။မျိုးသားဝတ်တယ်လည်းရှိတယ်။ဟောမျိုးသားဝတ်တယ်လည်းရှိတယ်။ဟုတ်ဒါကတော့ဒီချိတ် line တွေပါကြတော့ဟိုကျွန်တော်ကတော့ကိုယ်မျက်လုံးထဲမှာ line မဲ့ဟာလေး ဟုတ်မေးရပဲဘူးဆိုတာတော့မေးတယ်မေးတဲ့ဟာကိုကျွန်တော်ကအဲ့အယောင်နေကနေမှဘရားလေးကောင်းလေးဆိုတဲ့ဟာမျိုးပေါ့နော်ဟုတ်ဟိုဒီဟာလေးတွေကောင်းလို့ဆိုတော့အဲ့လိုမျိုးမရွေးပြတဘွေးနဲ့တဘမူးမတူမူးပေါ်မှာမူတည်ပြီးဝက်တယ်စိတ်ခံစားချက်ပေါ်မူတည်ပြီးပေါ့နော်ဟိုအဲ့ချိတ်လိုက်ဆိုလဲကကြီးတေးအဲ့လိုမျိုးတော့မရွေးဘူး ဒါမှစိတ်ခံစားချက်ပုံမှာမူတည်ပြီးတော့အဲ့လိုမျိုးအရာတို့ဘာတို့ကလည်းအဲ့လိုမျိုးကြောင်းနေပြီးတော့ဝိဖြစ်တာများဟုတ်ဒီဆိုင်ဆိုတဲ့ဒီအမက live လွှင့်ပြီးတော့လည်းအများတော့ခုတည်းလည်းရောင်းနေရတော့နည်းတော့နောက်ထပ်လည်းဟိုဆိုင်ပွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်အမဆိုင်တွေပုံမှာရှင်းကြပါဦးရှင်းကြပါဦးเนาะပြောပြလောက်ရှင်းကြပါရှင်းကြပါ ဟယ်လိုတွေ့ရလဲဆိုတော့ခုနလိုပေါ့ညီမတို့အပွဲတက်သမားကြီးအရောဒီဆိုင်လေးကပို့ပြီးတော့ပို့အစီအမြင်ဝါပေါ့လက်ဆရီလည်းဖြစ်တော့အခါကြောင့်လေဟိုပွဲတက်တယ်ဒီအခုဒီအချိန်မှာဆိုလို့ရှိရင်ဆယ်လာပဲဖြစ်တော့မင်္ဂလာပွဲကြီးလည်းများမယ်အဲ့ဒီတော့ဒီမှာလိုအပ်လို့ရှိရင်ဒီဆိုင်လေးမှာအကုန်ရှိရယ်အကုန်ရှိရဒီဆိုင်လေးမှာဒီဆိုင်လေးမှာပဲလာဝယ်သေးရပါလေတဲ့ ဟုတ်ပါတယ်အမတို့ကစကိုင်းမှာပေါ့နော်ကိုယ့်ရဲ့ရက်ကန်းနဲ့ကိုယ့်ရဲ့ဒီဇိုင်းအနေနဲ့အမတို့ထုတ်ပါတယ်ဟုတ်ကဲ့အဲအားသာချက်ကကြတဲ့ခါကျတော့အမတို့ပေါ့နော်ကိုယ့်ရဲ့စိတ်ကြိုက်ဖန်တီးခြင်းနဲ့ဒီဇိုင်းတွေကိုအမတို့ကဖန်တီးပေးတယ်နောက်တစ်ခုကအသင်းအဖွဲ့တွေအတွက်ဆိုရင်လည်းအမတို့ကစင်တူအော်ဒါမျိုးလေးတွေကိုလက်ခံပေးပါတယ်ကွန်မြူနတီပါတွေကအပ်တဲ့ခါကျတော့လေအမတို့ကရက်ကန်းအပြင်နောက်တစ်ခုကကျတော့ကွန်ပျူတာပန်းထိုးပေါ့နော်အချိတ်တွေကိုလည်းအမတို့ကအများဆုံးအဲထုတ်ပါတယ်အဲချိတ်တွေပေါ့နော်ထုတ်တဲ့အချိန်ခါမှာသူတို့သားသူတို့သမီးတွေအတွက်ဆိုရင်အမတို့ကအဲမင်္ဂလာဆုံးကျွေးအတွက်ကောစိတ်ဆက်အတွက်ကော ောပေါ့เนาะမင်္ဂလာဆောင်အတွက်ကောဟုတ်လေအဲကိုရဲ့ကိုကြိုက်တဲ့ဒီဇိုင်းတွေအမားတို့ကစီစဉ်ဖန်တီးပေးပါတယ်လက်ဖက်မိပါတွေအတွက်ဆိုရင်လည်းအမားတို့ကစင်တူအော်ဒါလေးတွေထိုးပေးပါတယ်အဲ့တော့ကိုကိုကြိုက်တဲ့အရာကာလာတွေကအမားတို့ကဆက်ပေးရပါတယ် ဟုတ်ဒီကုန်းတို့ကြတော့လေဟိုဒီကုန်းကနေဓာတ်နဲ့ဒီနဲ့ခန္ဓာကိုယ်နဲ့အရမ်းမောင်းနဲ့ကြတော့လေချိတ်ဝစ်လိုက်ရင်ကိုယ်စိတ်ထဲမှာ complete မရှိဘူးဘာလို့လဲငါလေးပူကြီးပူသွားမလားပူပြီးအဲ့လိုလူကြီးဖြစ်သွားမလားအဲ့လိုစိတ်အမြင်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့တမီးတို့ရဲ့ရွှေလွန်းခါကိုရောက်ပြီးတော့လေတမီးရဲ့ဆိုဟဲ့ဒီအချိန်လေးဆိုငါနဲ့လိုက်မှာတော့ဆိုအဲ့နေ့ကလည်းတကယ်ဝစ်ပြီးတော့ရိုက်လိုက်တဲ့ဟိုဟာဆိုရင်တကယ်ချိတ်ကြီးကအကြီးကြီး အကြီးလို့ဒါပေမဲ့လေကိုစိတ်ကမပေါ်လေးခြုံလိုက်တော့ကျွန်မဟဲ့တမီးရယ်လို့လာသူ့တော်မှဟိုပါဖြစ်သေးတယ်ပေါ့လို့တမီးလို့ဒါမျိုးတွေများများတင်ဒီကောင်အရင်ကြိုက်တယ်လို့အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုလည်းသူ့အကြံဉာဏ်ပေးထားတယ်နောက်ကကျွန်တော် ready to wear လေးတွေလည်းလုပ်ပါအောင်လို့ဘာလို့ဆိုဘန်းကနားနဲ့သွားရမယ်ဆိုလို့ရှိရင်သူ့ရဲ့ချိတ်တွေကိုကြိုက်တော့ဝင်လိုက်တာနဲ့ဒါလေးနည်းနည်းလေးတီလိုက်ဒါလေးနည်းနည်းလေးချိန်လိုက်ဆိုပြီးသွားရင်လေအား20ပဲကိုကတော့မရဘူးကိုရဲ့အသက်ကိုဘယ်သူမှလည်းပေးမပြောဘူးရက်ထားတယ်အဲ မဆိုင်က9နှစ်ရှိတယ်ပေါ့နော်9နှစ်ပြည့်တဲ့အချိန်ကမှဒါနောက်ထပ်တစ်ဆိုင်ဖြတ်ခွဲရတာအဲ့တော့နောက်နှစ်တင်မှာလည်းအမဆိုင်ခွဲတွေဖွင့်ဖို့ရှိပါတယ်အဲဆွေလုံးကဘယ်လိုအောင်မြင်လဲဆိုတော့စ조사ရတာပေါ့နော်အဓိကကတော့စိတ်ကောလူရောပြင်ပန်းခံပြီးတော့조사ခဲ့တာပါဟုတ်ပါဘူးစေတနာကောင်းရင်ကံကောင်းတဲ့သမီးရယ်နော်နောက်တစ်ခုက customer ပေါ့ customer တွေပေါ်မှာအမကအဓိကတော့ပေါ့နော်ယုံကြည်စိတ်ချရအောင်ဝန်ဆောင်မှုတွေအကုန်လုံးအကုန်လုံးပေးနေတာပေါ့နော်အကုန်လုံးအဲ့ဒီအတွက်ကြောင့်ပါအဲရှိတယ်ကိုယ့်ကို customer တွေအများဆုံးက ြောရမယ်ဆိုရင်ကွာအမားမိုးလို့အားပေးတာဆိုတဲ့ဟာလည်းရှိတယ်အဲရွှေလုံးခါမက်ဒီဆင်ကိုချစ်လို့ပေါ့နော်အဲအဲ့လိုအားပေးရဆိုတာလည်းရှိပါတယ်အဲအမားစီမှာတော့လေချိတ်နေချိတ်နေရောပေါ့နော်အမားကအမားဆိုင်မှာဘယ်လိုလဲဆိုတော့ထားတဲ့ခါမှာ ်ချိတ်တင်မကဘူးတခြားပေါ့ daily wear တွေอ่ะအစားအမစီစဉ်ထားတယ်ဘာပဲဖြစ်ပေါ့เนาะနောက်တစ်ခုကချိတ်ဆိုရင်လည်းလူရန်စာမျိုးစုံဝင်လို့ရအောင်အမတောင်းခန်းန်းအနေစပြီးတော့တင်းခန်းန်းစီစဉ်ထားပါတယ်ဟုတ်အဲဒီကတော့အဲ့လိုမျိုးပါလဲပွဲကြီးတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီကအဲ့လိုဖြစ်တယ်နောက်ကနေပွဲတိုင်းဟိုဝင်ဖြစ်တယ်ပေါ့เนาะဘာလို့လဲဆိုတော့ဒီချိတ်ကကြတော့ဟိုပြားသွားကြောက်တဲ့နေနဲ့ကြတော့ဟိုကမဖြစ်ဘူးဒါပေမဲ့အဲ့တော့ကိုအဲ့လိုနေ့တိုင်းလေးဝင်လို့ရမယ်ချိတ်အစင်စန်းလေးတွေဟိုတေးသေးလေးတွေအဲ့လိုမျိုးလေးတွေနဲ့ကြာရင်ဝင်ဖြစ်တယ် အဲ့လိုဘုရားသွားတာလောက်ဆိုရင်ဝတ်ပြန်နောက်ကကားကြိုက်ကိုတော့အများဆုံးမဖြစ်တာပေါ့အဲအမားတို့အခုဒီအဲစိုင်းသေးဖွင့်ဝဲအနေနဲ့ပေါ့နော်အမားတို့ဒီဇိုင်းတိုင်းအထည်ကိုအမား promotion နေစီစဉ်ထားပါတယ်စိုင်းထဲမှာလည်း promotion နေပဲအမျိုးအစားဆိုရင်ဘယ်လောက်ရမယ်ဆိုရဲဟာတခါလေးကတ်ထားပါဒါပေါ့ဒါပေါ့ promotion နေလည်းအများကြီးရှိတယ်ပြီးတော့အခုဒီတရင်ကျွတ်မှာလည်းရှိရဲတောင်းမဲမှာလည်းရှိရဲပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအယောင်ဆုံးရှိတယ်ရွေးချယ်စရာလည်းအများကြီးရှိလို့ဒီရွှေရောခပိုးတဲ့တိုက်လေးကိုလာအားပေးပါလို့ပြောချင်ပါတယ်စိုင်းလေးကတောင်းကလာသူ့မင်္ဂလာနံမှာရှိပါတယ် ဟိုယောက်ျားလေးအတွက်လည်းရှိတယ်။နောက်မိန်းကလေးအတွက်ဆိုရင်တော့ကျွန်တော်မျိုးလုံးမှာတော့တော်တော်ကြီးလှတကယ်တော်တော်ကြီးလှစားရတယ်။ဟိုမိန်းလေးတွေဟိုအမျိုးသမီးတွေပေါ့နော်။ဟိုကြိုက်နေတတ်မဲ့အဆင်ကြီးအများကြီးပေါ့။ဟိုကျွန်တော်ယောက်ျားလေးမျိုးလုံးအနေနဲ့ကျင်တော့တော်တော်လှပါတယ်။ဒီဆိုင်မျိုးကိုလည်း ဟိုလာရောက်အားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်။ကဲချစ်တော်လေးတို့ရေအဒီကုန်းတို့ဒီမှာချိတ်နဲ့ပတ်သက်တာပေါ့နော်အမျိုးသမီးဝတ်တင်နဲ့ပတ်သက်ပြီးတော့စိတ်ချလက်ချနဲ့ပေါ့နော်ဒေလီတူဝဲလေးတွေလည်းရှိတယ်။နောက်တစ်ခါဟိုချစ်တဲ့သူတွေအကုန်လုံးချိတ်နဲ့ပတ်သက်လာပြီးပေါ်ဝါလေးတွေနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်ရွှေလုံးခါကိုတင်ပြလိုက်ပါနော်။ အော်အမိုင်းချစ်ရတဲ့ customer တွေအကုန်လုံးကိုတော့အမားကပြောချင်တာကတော့ရွှေလုံးခါကိုအစင်မြဲအားပေးနေတဲ့ချစ်သူတွေအတွက်ကိုရွှေလုံးခါနေပြီးတော့အထူး special promotion တွေလည်းလုပ်ထားတဲ့အပြင်အစင်ဆိုင် design ဆန်းအယောင်ဆန်းများကိုလည်းဖန်တီးထားပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့လာရောက်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။